ရန်သေးနဲ့ပတ်သက်တဲ့ထူးခြားတဲ့သတင်းတစ်ခုကျွန်တော်ကျွန်တော်တစ်ချက်ပြောပြချင်းလို့ပေါ့နော်အဲခရီးအပိုင်းမှာကျွန်တော်တို့ရန်သေးရပေါ့နော် SBI မှာဆိုရင်26.5ဝန်းကျင်မှာပဲရှိရပေါ့နော်အဲလွန်ခဲ့တဲ့ကျွန်တော်တို့အဲမနေ့ကပေါ့နော်မနေ့ကတောက်ကြနေတောက်ကြနေလဲအဲ26.5ဝန်းကျင်ဒီနေ့လဲ26.5ဝန်းကျင်ပေါ့နော်တိတ်ပြီးအပြောင်းလဲမရှိဘူးဒါပေမဲ့ဂျပန်နိုင်ငံရဲ့ရန်တံမိုးတွေကတော့အပြောင်းလဲရှိရပေါ့နော်အဲမနေ့ကနေစပြီးတော့ တော်တော်လေးအပြောင်းလဲတော်တော်လေးဖြစ်သွားတယ်မနေ့ကညဘက်ပေါ့နော်အဲဆိုတော့ဒါပေမဲ့ SBI မှာတော့ဈေးကပြောင်းပေးမထားသေးဘူးအဲပါတဲ့နဲ့ဆိုတော့ကျွန်တော်တို့အဲဒီမနေ့ကညပေါ့နော်မနေ့ကညလောက်ကဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်ဘော်ပေါ့နော်အဲကုန်းသွဲကွန်တိုးပြီးတော့ကောက်မယ်နောက်ထပ်ကုန်းသွဲကွန်တရာရာခံတော့တိုးပြီးတော့ကောက်မယ်ဆိုပြီးတော့အဲသူ့ရဲ့လူမှုကွန်ရက်ကနေပြီးတော့အဲကြီးညာလိုက်တယ်ပေါ့နော်အဲဒီကြီးညာတဲ့အပြီးမှာပဲ အဲကျွန်တော်တို့ဒီ stock market တွေရောဒီ crypto market တွေရောဒီတစ်ခုလုံးအကောင်လုံးမှာပဲအဲဇာတ်ထိုးမျိုးမော်တအားကုန်မှာပဲအကုန်ကျကုန်ညာတယ်ဘောနော်အဲဒီ crypto currency ဘက်မှာဆိုရင်16အဲ16ဘီလီယံဒေါ်လာမသိဘူးအဲ26ဘီလီယံလား16ဘီလီယံလားကျွန်တော်တချက်တော့မေ့သွားပြီအဲ့လောက်ကူမှာပဲတရက်ထဲနဲ့ဒီအချိန်72နာရီအတွင်းမှာကူမှာပဲအဲဆုံးချုံးမှုတွေဖြစ်သွားကြတယ်ဗောနော် အဲ့လောက်ထိကိုမှာပဲအကြအကျန်းတယ်ဗောနော်ဒီ store market မှာဆိုရင်လည်းတအားကိုမှာပဲ store share တမွေတအားကြသွားတယ်အဲအဲ့ဒီအပြင်ဗောနော်အဲ့ဟာနဲ့ပြောင်းမြန်ကျွန်တော်တို့ဒီဂျပန်ရန်တမိုးတွေကတော့တက်လာတယ်ကျွန်တော်တို့တောက်ကြနေမနပိုင်းဝင်းကျင်လောက်က အဲကျွန်တော်အဲ့နေရာဗီဒီယိုတင်တာတပုတ်ရှိရယ်နော်အဲ့ဒီဗီဒီယိုမှာဆိုရင်တဒေါ်လာကို152.5 152.6ဝန်းကျင်လောက်ရှိတယ်ဒါပေမဲ့အဲကျွန်တော်တို့ဒီနေ့ညဒီမှာပေါ့နော်အဲဒေါ်နယ်ထရန့်ဒီသူအဲ့လိုပြောလိုက်တဲ့နောက်ပိုင်းမှာရန်တံမိုးတွေအဲတအားကူမှာပဲပြန်ပြီးတော့မှားလာတယ်အဲဒေါ်လာကိုဒေါ်လာတံမိုးကျသွားတယ်ပေါ့နော်ရန်တံမိုးတွေမှားလာတယ်အဲ ဘယ်လောက်ထိဝါဖြစ်ပြောင်းလဲသွားလဲဆိုရင်ဒေါ်လာကို151လောက်ထိဝင်ပါပဲအဲပြောင်းလဲသွားတယ်ပေါ့နော်အဲဒါပေမဲ့ကူကစနေစနေတိုင်းလင်းခွင့်တွေဖြစ်တဲ့အတွက်ဒီ store ဈေးကွက်ကပိတ်တယ်ပေါ့နော်အဲ့ဒါဆိုတော့တင်းနေလာနေမှာကျွန်တော်တို့အဲနည်းနည်းပြန်ကြည့်ရမယ်ပုံမှန်ဆိုရင်တော့ SBI ကဈေးကပြောင်းရမှာပေါ့နော်ဘာလို့လဲဆိုတော့သူတောက်ကြနေရဆိုရင်150ဒေါ်လာ152.5ဝန်းကျင်ကို26.5နဲ့သူဖွင့်ထားတဲ့ဈေးရှိရပေါ့နော်အဲဒီနေ့မှာဆိုရင်100ဒေါ်လာကို 1ဒသမအဲ2 151လောက်ရှိအဲဟိုရန်တံမိုးတွေမာလာတာတော့မာသူဈေးပြောင်းမပေးထားဘူးပေါ့နော်အဲဒါဆိုတော့တနင်္ဂနွေနေ့မနက်ဖက်မှာဈေးပြောင်းမလားပေါ့နော်အဲဒါမှမကျွန်တော်ထင်တော့မပြောင်းတော့ဘူးထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီရုံးပိရက်ဒီရက်တွေကကြတော့အဲရုံးပိရက်ဖြစ်တယ်တို့ကသူတို့တွေဟိုရုံးပိရက်ဆိုတော့သူတို့တွေကရုံးတော့မပေးဘူးပေါ့ဗျာဘယ်လိုပြောမလဲဒီ store ဈေးကပိတ်တဲ့အချိန်ဖြစ်တဲ့အတွက်သူတို့တွေအပြောင်းလဲမလုပ်ကောင်းမလုပ်နိုင်တယ်ပေါ့နော်အဲတနင်္လာနေ့မှာ အဲနည်းနည်းလေးဈေးလေးပြန်တက်လာမလားပေါ့နော်အဲကျွန်တော်တို့မြန်မာနိုင်ငံဘက်ကငွေလွှဲ28လောက်များဖြစ်လာမလားပေါ့နော်အဲနည်းနည်းတော့စောင့်ကြည့်ခြင်းတွေအကောင်းတယ်နောက်ပြီးတော့ဒီ store ဈေးကွက်ကလည်းတနင်္လာနေ့ခွဲမှာဖြစ်တဲ့အတွက်ကျွန်တော်ရန်တန်မိုးတွေကလည်းဒီတက်ထပ်ပြီးတော့အဲပြန်ပြီးတော့မာလာနိုင်တယ်ပေါ့နော်ထပ်ပြီးတော့ တက်လာနိုင်သေးတယ်အဲဒါပေမဲ့ဒါကတော့ဂျာဂျိုဖြစ်လာနိုင်တဲ့ဖြစ်လာနိုင်တယ်ဆိုတာပဲပြောတာပေါ့နော်ဒါဖြစ်လာမယ်လို့ကျွန်တော်မပြောဘူးအဲဒီသတင်းပေါ်မှာဝူတည်ပြီးတော့ကျွန်တော်တို့ဒီခရစ်တိုဈေးကွက်တွေကတော့မပိတ်ဘူးဒီစနေတင်းလင်းခွင့်တွေမပိတ်ဘူးပေါ့နော်စနေစနေတင်းလင်းခွင့်တွေမပိတ်တဲ့အတွက်ဒီခရစ်တိုဈေးကွက်မှာတော့အဲတော်တော်လေးအကြကြမ်းတယ်ပေါ့နော်အဲဘစ်ကွိုင်းလိုရာမျိုးတွေဆိုရင်အဲတက်ကွိုင်းကိုကျွန်တော်တို့အရင်ရက်တွေက အမ်သိန်း2000ကျော်ရှိရတယ်ဒေါ်လာ6000လောက်အထိကိုမှပြုတ်ကျသွားတယ်ဗောနော်အဲအဲ့လောက်ထိကိုပြုတ်ကျသွားတယ်ဒီနေ့မှာဗောနော်တော့ရှောက်ဈေးဝယ်တစ်ခုလုံးကနီးနေဗောနော်အားကြောင့်မလို့တင်းင်းလာနေမှာတစ်ချက်အဲစောင့်ကြည့်ခြင်းနေရာကောင်းတယ်ဗောနော်ကျွန်တော်အဲ့ဟာလေးတစ်ချက် sharing လုပ်ပေးတာပါ